မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ် PDF များနှင့်တော်လန်ရေးတပ်ဖွဲ့များ၏လူကြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်၍ကြက်ဖော့ပါတီကရွေးကောက်ပွဲရှင်ပြိုင်မဲ့အမတ်လောင်များ၏အမည်များကိုအထူးအရေးကြီးကိစ္စအဖြစ်လှုပ်ဝက်ဖုံးကွယ်ထားတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျန်းဖို့ပါတီကလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမယ့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မဲ့အမတ်လောင်းများ၏အမည်စရင်းများကိုပါတီအတွင်းတွင်ပင်အတိမပေးပင်အထူးအရေးကြီးကိစ္စလှုပ်ဝက်ထားကြောင်းကြန့်ခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင် ကရင်အမျိုးသားအစည်းအရုံး KNU ကဲ့သို့သောတိုင်းသာတော်လှန်ရေးတပ်ဖွဲ့များကစစ်တပ်ရဲ့တူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပြီးအရေးယူဆောင်ရွက်မိဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားရာရင်းအခြေအနေများကြောင်းကျန်းဖွဲ့ပါတီက၎င်းတို့၏ရွေးကောက်ပွဲဝင်ပြိုင်မှုအမှတ်လောင်းများ၏အမည်စရင်းကိုလွှတ်ဝတ်ထားခြင်းဖြစ်ကြောင်းအမှတ်လောင်းများ၏အမည်စရင်းကိုသိရှိသွားပါက PDM များနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏လှုပ်ကြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်၍ကျန်းဖွဲ့ပါတီကမပေါက်ကြားစေရန်လွှတ်ဝတ်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည် အမလောင်စည်ရင်ကပါတီမှာရှိတဲ့ဗဟိုကော်မတီအဆင့်တောင်အကုန်လုံးမသိရဘူး။ခိုးမျိုးနေနဲ့ကိုခိုင်လောက်ပဲသိရတယ်။တနင်္ဂနွေလုံးအတိုင်းတာနဲ့အမှတ်လောင်စီရင်ကိုဥက္ကဋ္ဌနဲ့ဗဟုအလုံးမှုဆောင်အဖွဲ့ကလွှဲရင်ပါတီထဲမှာတောင်းလှုပ်ဝက်ထားတယ်။အဲဒါကလုံခြုံရေးစိုးရင်လို့ပါတပ်ဖက်အဖွဲ့တွေကလည်းအေးအေးယူမင်းလုံခြုံရေးအာမမခံဘူးနဲ့ကြီးညာနေတော့ဒီဘက်မှာလည်းလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးကအယံကိုအရေးကြီးတဲ့ကိစ္စဖြစ်လာတယ်။အမှတ်လောင်းနာမည်စီရင်တွေထွက်သွားရင်လုံကြံတက်ဖြတ်တာတွေလာမှစိုးရင်ရတယ်။အဲဒါကြောင့်ပါတီထဲမှာတောင်းပြီးမသိသေးဘူး။ ရွေးကောက်ပွဲလေတကယ်စပြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးအတွက်လည်းတေချာပြင်ဆင်ပြီးရင်တော့ဖတ်တီပေးမယ်လို့ထင်ပါတယ်ဟုကြံခါရေးပါတီသတင်းရင်းကပြောဆိုပါတယ်။လက်တလောစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကျန်းဖို့ပါတီအပါအဝင်နိုင်ငံရေးပါတီများကတင်ပြထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုစီစဉ်နေကြောင်း စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ58ခုနဲ့ထက်သီးပုဂ္ဂလလွှတ်တော်အမတ်လောင်းအရေးအတွက်4963ဦးတင်သွင်းခဲ့ကြောင်းရင်းတို့တဲတွင်စက်ဖို့ပါတီက1018ဦးဖြင့်အများဆုံးရှင်ပြိုင်မည်ဖြစ်ကြောင်းသိရပါသည် ကျန်းဖို့ပါတီကတနိုင်ငံလုံးအတိုင်းအတာဖြင့်ပြည်သူ့လွှတ်တော်တွင်အမှတ်လောင်း265ဦးအမျိုးသားလွှတ်တော်တွင်အမှတ်လောင်း156ဦးတိုင်းပြည်နယ်လွှတ်တော်တွင်အမှတ်လောင်း969ဦးတိုင်းသားလူမျိုးစုလွှတ်တော်တွင်28ဦးစုစုပေါင်းအမှတ်လောင်း1018ဦးပါဝင်မည်ဖြစ်ကြောင်းသိရပါသည်ကျန်းဖို့ပါတီကရွေးကောက်ပွဲတွင်အများဆုံးရှင်းပြိုင်တော်လဲမဲဆန္ဒနှင့်အပြည့်ရှင်းပြိုင်ခြင်းမဟုတ်ပဲအချို့သောမဲဆန္ဒနှင့်များတွင်လုံခြုံရေးအခြေအနေကြောင့်လက်လွတ်ထားရသည်ဟုသိရပါသည် စစ်တပ်အတူရောင်ရွေးကောက်ပွဲတွင်နိုင်ငံတော်ဝန်ရှင်ပြိုင်နှိပါတီ6ပါတီနှင့်တိုင်းဒေသကြီးပြည်내တခုအတွင်စီယုံနိုင်ပြီးနိုင်ငံရေးပါတီ52ခုနှင့်တတိပုဂ္ဂလလွတ်တော်ကုစရေလောင်းများပါဝင်ကြောင်းသိရပါသည်စစ်တပ်အတူရောင်ရွေးကောက်ပွဲတွင်တိုင်းဒေသစီလုံးညီညွတ်ရေးပါတီတာစာညာကကုစရေလောင်း694ဦးတသက်ခိုင်ဤပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုစလေလောင်682ဦးရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဂျာပြူပါတီကကိုစလေလောင်984ဦး ကိုကိုကြီး၏ပြည်သူ့ပါတီက46,592ဦးတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက46,428ဦးတိုင်းပြည်နယ်များအတွင်းရှင်ပြိုင်မိဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီက46,960ဦးနှင့်တတိပုဂ္ဂလ46,965ဦးပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည်ဆလပီပေါင်းတဲ့ထီလီမျိုးနယ်တို့တွင်စစ်တပ်ကပြည်သူ့ကိုဥကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုလူရက်ခိုးယူတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းပေါင်းမြို့နယ်နှင့်ထီလင်းမြို့နယ်တို့တွင်အကြံဖက်စစ်တပ်စစ်ကြောင်းကဖြီသူကိုဦးကိုလူသားတိုင်းအဖြစ်ဖန်စီပြီးဖြီသူပိုင်းပစ္စည်းများကိုလူရက်ကိုယူသွားကြောင်းသိရပါသည်။စက်တင်ဘာလ20ရက်နေ့တွင်ပေါင်းမြို့နယ်ရာကြီးပြင်ရွာမှစစ်သားနှင့်ပြူစောထီအင်အား90ခန့်ပါစစ်ကြောင်းကစွန်စိတ်ကုံရွာသို့ဖွင့်ရောက်စီးနှင်ပြီးဖြီသူပိုင်းနေအိမ်များကိုဝင်ရောက်မှွေနောက်ကဖြီသူ၅ဦးကိုလူသားတိုင်းအဖြစ်ဖန်စီသွားကြောင်းဒေသနေပြည်သူများကသတင်းဌာနကိုပြောကြားပါသည်။ ထိုစစ်တပ်စစ်ကြောင်းကခြေရွာအတွင်ရှိပြည်သူဝိုင်းပစ္စည်းများကိုစိတ်ကြိုက်ခိုးယူလူရက်သွားပြီးနောက်ယာကြီးဖြင့်ရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းအကြံဖတ်စစ်တပ်ကဖမ်းဆီးသွားသောပြည်သူများကိုလည်းလက်ရှိချိန်ထိပြန်လည်ပေးခြင်းမရှိသေးကြောင်းသိရပါတယ်။ယာကြီးဖြင့်ရွာကစစ်ခွေး90လောက်ကစိတ်ဆုံကုန်းရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူ9ဦးကိုဖမ်းဆီးသွားတာလို့သိရတယ်။ဖြစ်တာကတော့စက်တင်ဘာလ20ရက်နေ့ကဖြစ်တာပါ။စစ်ခွေးစစ်တောင်ကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူသွားတယ်ပြည်သူတွေကိုတော့ပြန်လွတ်ပေးတာမရှိသေးဘူးလို့သိရတယ်ဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ် အလားတူမကွေတိုင်းထီလင်းမြို့နယ်ကြာခဲရွာကိုလည်းအကြံဖက်စစ်တပ်ကစစ်ကြောင်းထုတ်ဖွင့်ရောက်လာပြီးဈေးဆိုင်ရှိပစ္စည်းများကိုခိုးယူသွားခဲ့ကြောင်းထီလင်းမြို့နယ်ပြည်သူ့ကောက်ွယ်ရဲဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်စက်တင်ဘာလ30ရက်နေ့နနက်9:30မိနစ်ခန့်တွင်ထီလင်းမြို့နယ်ကြာခဲရွာကိုအကြံဖက်စစ်တပ်ကစစ်ကြောင်းထုတ်ဖွင့်ရောက်လာပြီးဈေးဆိုင်ရှိပစ္စည်းများကိုခိုးယူသွားကာပြည်သူ၄ဦးကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးသွားကြောင်းသိရပါရယ်သူတို့ဖမ်းဆီးသွားတာကတော့ပြည်သူ၄ဦးပုံ စစ်ကြောင်းပြန်ဆုတ်ချိန်မှာတော့ဖြီသူလေးဦးလုံးကိုပြန်လွတ်ထားခဲ့တယ်လို့သိရတယ်။ထီလင်းမျိုးပေါ်ကိုစစ်ခွေးစစ်ကြောင်းကပြန်ဆုတ်သွားတာပါ။စစ်ခွေးတွေကဒီလာတဲ့ကိုခဏခဏစစ်ကြောင်းထိုးတာတွေ့ရတယ်။အရင်ကလိုရွာဝင်ပြီးအကြကြီးမနေပဲ15မိနစ်မိနစ်30လောက်နေပြီးပြန်လှည့်သွားတာမျိုးပါ။စေးဆိုင်လေးဆိုင်လောက်ကစားတောက်ကုန်တို့ဟင်းခက်ပစ္စည်းတွေပါယူဆောင်သွားတာပါဟုထီလင်းမျိုးနယ်ပြည်သူ့ကော်မတီရဲ့ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ဆက်လက်ပြီးတရုတ်ဤအနေရများလာသောကစားပွဲ စေအုပ်စုသည်ဘီကျင်းမညွန်ကြချက်အတိုင်း၎င်းတို့အကျိုးစီးပွားကိုကောက်ွက်ပေးရန်နှင့်ဝင်ဝေရရရကြောင်းလည်းဖြစ်နေသည်ကတကြောင်းယခုအခါလက်နက်ကညာဒရုန်းများစစ်သင်းပေါ်များစက်တပ်ပါရာဂလိုက်တာများနှင့်ကျင်းနီစီမံကိန်းများရှိရာလက်ပတောင်တောင်နှင့်ကျေးစင်တောင်တပ်ထုတွင်များရှိရာစုပြုံရောက်ရှိလာကြပြီဖြစ်သည်မြန်မာစစ်တပ်သည်တရုတ်၏မျက်နှာသာအပိခန့်ရဖို့အတွက် ချမ်းကျင်နိုင်ကြံရမ်းကျင်နိုင်ရန်ဖို့ဖွင့်မလေးကြတော့လက်နက်ကင်စစ်သားများကလည်းရွာများကိုမီးရှို့လူရက်လေးချောင်းမှပြစ်ခတ်တိုက်ခိုက်ခြင်းဖြင့်နေမြင့်များကိုရှင်းပေးနေကြသည်မြန်မာဝက်စနက်၏အစီအရင်ခန်းစာအရ2022ခုနှစ်နဲ့2023ခုနှစ်တွင်ကြေးရွာပေါင်း21ရွာကိုမီးတင်ရှို့ခဲ့ပြီးဖြစ်သည်ဟုသိရသည်ထို့တွင်တရုတ်ကုမ္ပဏီဝန်ပေါင်းသည်ညီနေရာကို34.8စက်တူရန်ကီလိုမီတာအထိချဲ့ထွင်လာနိုင်ခဲ့သည်စကိုင်းတိုင်းအတွင်းရှိတတိယမြောက် တကောင်းတောင်ညီကဲတထုတွေအားအမျိုးသားညီညွတ်ရေးအစိုးရတပ်များကထိန်းချုပ်ထားနိုင်ခဲ့သည်တရုတ်တီအာနာသိမ့်ပြီးချိန်ကစပြီးယခုတည်းယင်းနှမြုံနယ်လာခဲ့ဒီမှာဒေါ်လာတန်930အထိရှိလာပြီဖြစ်သည်ဒီသားကံများကလည်းဘေးလို့ရတရုတ်ပိုက်လိုင်းကြီးများအနီးတွင်ခိုးလုံနေကြပြီဖြစ်သည်ပပတ်လေတွင်မိုင်းများချထား၍တိခိုက်သိကျမှုများရှိလာနေသည်ထိုပိုက်လိုင်းကြီးများသည်ရန်ပြေကျော်နှင့်မရီကျော်တို့မှသွေတန်းလာခြင်းဖြစ်ပြီးပထမတစ်ခုသည် အရမန်ပင်လယ်ရှိတဘာဝတက်ငွေများတည်ဆောင်ပေးပြီးဒုတိယပိုက်လိုင်းသည် အရှေ့အလယ်ပိုင်းနှင့်အာဖရိကမှရေနံစိမ်းများပို့ဆောင်ပေးနေသည်တရုတ်ဘက်ကခီးရှည်မိုင်ပေါင်း1200ခန့်တပ်သားသွားတော်လဲစေအုပ်စုအဖို့ကနိုင်ငံတွင်းရှိလျက်စစ်တပ်အားလုံလုံလောက်လောက်မရရှိသည်လူတို့၏ရှုံချလောင်ပြောင်စရာဖြစ်နေခဲ့သည်တရုတ်တို့ကတက်ငွေပိုက်လိုင်းတစ်လျှောက်စက္ကန်းလေးခုဖွင့်ပြီး20ရာခိုင်နှုန်းကိုမြန်မာအားထုတ်ပေးနေသည်ဟုသိရသည် အဆိုပါပိုင်လိုက်များသည့်တရုတ်မြန်မာစီးပွားရေးစင်းကြံလမ်းမစီမံကိန်း၏ဒစိတ်တစ်ပိုင်းဖြစ်ပြီးချီချင်းပင်ကားပင်၎င်း၏ရပ်ဝတ်နှင့်လမ်းစီမံကိန်းအတွက်ဦးစားပေးများစွာတွေကထိတ်တန့်ဦးစားပေးဟုပင်ပြောဆိုထားပြီးဖြစ်သည်ဤသည်ကပင်၎င်း၏မြန်မာတနိုင်ငံလုံးကိုမြည်တို့ကင်ွယ်ရမည်အပေါ်သဘောထားလမ်းညွှန်ချက်တရက်ဖြစ်လာသည်သို့သောတရုတ်မှအပေါ်ထက်အဆောက်အုံများကိုအသားတွေကလောက်ထွက်သည့်စစ်အုပ်စုကိုအားပြုပြီးမြမမြေပေါ်တွင် တိုးချဲ့နေမှုသည်၎င်းတို့အတွက်အနာဂတ်တွင်ရင်မအေးစရာဖြစ်လာသည် အကဲ၍ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီးအမေရိကန်နှင့်ဆစ်ဖြစ်လာပြီးဆိုကာထိုးပိုက်လိုက်ညသည့်အမေရိကန်လေတပ်၏ပထမဆုံးတိုက်ခိုက်ချေမှုန်ခြင်းကိုမလွဲမသွေခံရတော်မူဖြစ်သည်လော်လော့ဆဲတွင်တရုတ်တို့ကမထည့်ရမကန်ရက်စရာပစ္စည်းတစ်ခုတစ်ပွဲသဘောထားနေတော်လေထိုးပိုက်လိုင်းများဖြတ်တန်းရသည့်ဂျီရင်းစစ်မီကြီးအရှိန်တကြီးကြီးတောက်လောင်ရဒေသဖြစ်နေသည်တရုတ်သည်စစ်အုပ်စုအားဒေါ်လာတန်250ဘုခန့်စစ်လက်နက်များရောင်းချပေးခဲ့ပြီး ဖြစ်တော်လဲ၎င်းတို့ဖြစ်စေခြင်းတလို့ထိခိုက်မှုမရှိဖြစ်နေ၍၎င်းတို့အကျိုးစီးပွားကာကွယ်ရန်လုံခြုံရေးအကြောင်းပြကတတ်သားများဆေလွတ်ပေးရသည့်အထိရုပ်ပြစင်ပြက်ဖြစ်လာနေသည်တရုတ်တို့မြမမြေပေါ်တို့ထို့သို့ကျူးလွန်လာနေမှုအတွက်လူတို့မှပိုက်လိုင်းများကိုဖောက်ခွဲပြရန်အထိဒေါသတကြီးတောင်းဆိုလာနေသည့်အတွက်ဒေါ်လာရေးအုပ်စုများကထိန်းထိန်းသိမ်းသိမ်းကင်တွယ်နေရသည်အီဒီကိုရိတ်စားမိတော့ပြီးချင်းဒီလဲစေအုပ်စုအားအကာအကွယ်ပေးရန်ပြောလာပြီးယူနန်ရှိလက်ခွဲများမှတဆင်ဒရုန်းနှင့်ထောင်လိုင်းရင်းဤပညာများလူတလောက်ပံ့ပိုးပေးလာနေသည် ရခိုင်ပြည်နယ်တွင်တော့ပိုက်လိုင်းအားတဏီယာမှလွယ်၍ကြံအပိုင်းများကိုအရကတက်တော်မှထိန်းချုပ်ထားပြီးဖြစ်နေသည်။ပိုက်လိုင်းများမှဓာတ်ငွေခွဲရန်ပေးနေသည့် off take စခန်းများအားလည်းဒေါ်လာရေးတညာကသိမ်းယူထားပြီးဖြစ်သည်။တရုတ်ကောင်းဆောင်များအဖို့အိမ်မပျော်စားမဝေရတတ်မအေးစရာဖြစ်နေသည်။၎င်းတို့၏အနာဂတ်စည်ရေးရည်မှန်းချက်များအတွက်ထောက်ပံ့ရေးလမ်းကြောင်းများသည်ပြီးသူများခံမှန်း၍မရသောဒေါ်လာရေးတညာ၏လက်ဝယ်တွင်ရှိနေပါလားဆိုသည့်အတွေးများကြောင့်ပင်ဖြစ်သည်။တရုတ်ကွန်မြူနတီပါတီသည် မြန်မာနိုင်ငံအတွင်းမတည်ငြိမ်မှုများကိုစစ်အုပ်စုမှကင်ခွင်နိုင်လိမ့်မည်ဟုရှော့တွက်ခဲ့ရမှာထင်သလိုဖြစ်မလားပဲမခံမနိုင်သည့်အရှုပ်အထွေးများကြာရောက်လာနေပြီဖြစ်သည် ကိုကန့်ဒီတာတွင်လည်းကိုမွေးသည့်မြောက်ကိုပြန်ခြောက်ခံရပြီးအွန်လိုင်းငွေလိမ်ကိုင်းများဝင်းကြီးဝင်းငယ်နှင့်လောက်ကင်တွင်ထွက်ပေါ်လာခဲ့သည့်နမူနာများလည်းရှိနေသည်ရှင်းနေတွင်ပင်၎င်းတို့နေဆက်လုံခြုံရေးအတွက်စစ်အုပ်စုကဲ့သို့ပင်လက်သက်မွေးထားရသည့် မင်းမိသားစုဝင်အလုံးကိုတည်တံ့ပေးလိုက်ပြီးဖြစ်သည်။ထိုအရေးကိုဖြည့်ရှင်းရန်နှင့်အွန်လိုင်းငွေလိမ်ကိုင်းများဤကြံ့ရပါဖြစ်နေသောစေအုပ်စုအားသင်ကန်းစာပေးရန် MNDAA ကိုမီးစိမ်းပြလာသည်။ MNDAA သည်လည်းအခွင့်ကောင်းယူကာညီနောင်သုံးဖော်မဟာမိတ်အဖွဲ့နှင့်အတူလာရှိုးအထိတက်သိမ်းပစ်ခဲ့သည်။စေအုပ်စုပြိုလဲတော်မူအကြောင်းကြောင့်တရုတ်တို့ချိန်မကင်ပြီးလက်မကင်ပြီးဖြစ်လာက MNDAA ခေါင်းဆောင်ကိုပြန်ပေးစွင်ချယ်လီပြက်စနစ်နဲ့အကုန်ပိတ်ဆို့ကလာရှုကိုပြန်ပေးရသည့်အထိအကြက်ကင်ခဲ့သည် တရုတ်အစိုးရသည်မြင်အောင်လိုက်အားနိုင်ငံအကြီးအကဲအဖြစ်အတိမတ်လည်းမပြုဒန်းတူရီတို့လည်းမဆက်ဆံခြင်းသို့သောအခြေမလားဖြစ်လာနေသည့်ကိုမြင်တွေ့လာရ၍2024နိုဝင်ဘာလတွင်မဲခေါင်အစီအဝေးလာတက်ဆိုကပြည်ဝင်ခွင့်ပေးလာခဲ့သည်စေအုပ်စုအားအရေးရှင်မရှိမှန်သိတော်လဲအာနာရှင်များဖြစ်၍လိန်တော်လန်ရေးအုပ်စုများထက်ပို၍အသုံးဝင်မှန်ကျုံနန်ဟိုင်းအိမ်တော်ရှိအာနာရှင်များကသဘောပေါက်လာကြပြီလည်းဖြစ်သည်ကချင်လွတ်လပ်ရေးတပ်မတော်ကိုလည်းရှားပါမြေသားတပ်ထုနှင့်ပတ်သက်ပြီးထိုနည်းအတိုင်းပိတ်ဆို့အကြက်ကင်လာကြသည် ်ထို့သောကချင်တို့ကအလျှော့မပေး၍ဆွေးနွေးရဖို့အတိဖြစ်လာခဲ့သည်တရုတ်သည်ထို့သို့အခြေအနေများကြားမှမြန်မာနိုင်ငံတွင်ရေအားလျက်စစ်စီမံကိန်းခုနှစ်ခုအတွက်ဒေါ်လာဘီလီယံ20၎င်းတို့80ရာခိုင်နှုန်းပိုင်ထားသည့်6ဖြူရေနှစ်စိတ်ကန်အတွက်ဒေါ်လာ9.3ဘီလီယံထည့်ဝင်ထားပြန်သည်မြို့ထားလန်ဖောက်လုပ်ရေးစီမံကိန်းအတွက်ဒေါ်လာ8.9ဘီလီယံမြှုပ်နှံဖို့ရှိနေသည်လက်ရှိတွင်မြန်မာသည်အချုပ်အခြာအနာပိုင်သီလာဟုမိစရာဖြစ်လာသည်တရုတ်အစိုးရထံသို့ဒေါ်လာဘီလီယံပေါင်များစွာအကြွေးတင်နေသည် မြန်မာရှိနိုင်ငံရေးသမားများလည်းအထုတ်လိုက်ခွဲ၍ကွန်မြူနတီပါတီဗဟိုသင်္นานကြောင့်တွင်သဘောတရားရေးသင်္นานတက်နေရသည်ကံယူတန်းရေးတက်စခန်းသည်လည်းတရုတ်ရေးတက်စစ်သင်္ဘောများချစ်ကြည်ရေးဆိုကဝင်ကျင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေကြပြီဖြစ်သည်လက်ရှိတွင်အပြည့်အခက်ရက်စက်ရေးအမကူတော့ပဲတရုတ်သည်ရွေးကောက်ပွဲလှုပ်ခိုင်းလာသည်စေအုပ်စုလှုပ်ပေးမဲ့ရွေးကောက်ပွဲဆိုသည်ကလည်းတရုတ်တို့နားလေလွယ်သည့်အတိုက်ခံမရှိသောရွေးကောက်ပွဲမျိုးဖြစ်သည် တရုတ်တို့စီမံနေသည်ကတရားဝင်အစိုးရပုံစံအယောင်ချေပေးပြီးကံမကောင်အကြောင်းမလားဖြစ်နေရှာသည့်မင်းအောင်လိုက်ကိုဖေရှားနိုင်ရန်ကြံစီနေခြင်းဖြစ်သည်၎င်းတို့၏ဝင်ရောက်ဆွတ်ဖတ်မှုကြောင့်ဖြည့်ရှင်းရန်ခက်ခဲလာသောပြဿနာကိုပုံမှုရှုပ်ထွေးလာတော်မူဖြစ်သည် ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်